ေါ်ပါသောနေထိုင်ခြင်းခန္ဓာကိုယ်ကို အမြဲတည်ထားစေလိုပါတယ်အဝလွန်လာလဲကျမ်းမာရေးကိုလည်းထိခိုက်လာတော့မယ်ဆိုခြင်းကိုအမြဲတည်မူကအစာအသောက်ဆင်ခြင်းသင်ပါတယ်အမြဲပြုံးရွှင်က နေထိုင်စေခြင်းပါတယ်စိတ်လက်ပေါ်ပါနေပါလိမ့်မယ်ရေချိုးခြင်းဖြင့်တကူရီတန့်ရှင်းအောင်နေမယ် ရာသီနဲ့ကိုက်ညီအောင် ပေါ့ပေါ့ပါပါဝတ်ဆင်မယ်။ကျမ်းမာရေးအတွက်လမ်းလျှောက်မယ်။အလုံးနဲ့လက်မပြတ်အောင်နေခြင်းဖြင့်တက်ကြွနေစေရန်ကြိုးစားကြရမယ်။ဝါသူနဲ့ပိန်သူညီသူကပိုကျမ်းမာပြီးညီသူကပိုပြီးလှုပ်ရှားလှုပ်ဆောင်နိုင်စွမ်းရှိကြောင်းသိပြီးဖြစ်ပါလိမ့်မယ်။အစာအသောက်ကိုကောင်းအောင်စားခြင်းဆိုခြင်းမှာအဟာရပြည့်ဝသော အစာအစာမျိုးများကိုရွေးချယ်စားသုံးခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ အာဟာရမပြည့်ဝသည့်အစာအသောက်များကို စားသောက်နေထိုင်ခြင်းကလည်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။မြန်မြန်စားနိုင်တာကိုကုန်မယူပါနဲ့။နည်းနည်းနဲ့ပွဲသိမ်းနိုင်အောင်ကြိုးစားသင့်ပါတယ်။နည်းနည်းစားသည်ဆိုပြီးအာဟာရမပြည့်ဝသောကျန်းမာရေးနှင့်မညီညွတ်သောအစာအသောက်များကို စားနေလေလေကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။ကိုယ်စားသည့်အစားအစာများကြောင့်လည်းဒုက္ခမရောက်စေရန်တည်ပြုသင့်ပါတယ်။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပေးနိုင်အောင်စူးစမ်းခြင်းသည်အဝလွန်ခြင်းကို ထိမ့်သိမ်းပေးနိုင်ပါတယ်။ကိုခန္ဓာအစိတ်ပိုင်းအလုံးသည် ပုံမှန်လှုပ်ရှားနေလင်နာကျင်ကြိုက်ခဲခြင်းများဖြစ်လာမည်မဟုတ်ပါ။အစားကိုလျှော့စားပြီးထိုင်ရာမထဘာမှမလှုပ်ရှားဘဲနေထိုင်နေခြင်းကလည်းကျန်းမာသောနေထိုင်နည်းတစ်ခုမဟုတ်ပါ။ ောက် podcast ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီ podcast ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ကေပါ ကိုစီကိုငါကိုဒေတာ၌ပျော်ကြားဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိပ်ဆက်နိုင်ကြပါစေမင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။